ဆိုလို့ရှိရင်ဇော်ခိုင်ဝင်းဆိုတဲ့အကောင့်ကလည်းအန်တီသက်ကားတဲ့အုတ်ချုပ်ရေးပိုင်းနဲ့ဝင်ရင်နဲ့ဥပဒေပြုရေးကိုစွန့်လွတ်ရမယ်တဲ့အထင်ကားတဲ့အုတ်ချုပ်ရေးကားတဲ့လူလူတရားလုံးကပါမဖြစ်ဘူးဆိုတော့လေကျွန်မတို့ဟိုပေါ့ကျွန်မတို့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော်နိုင်ငံတစ်နိုင်ငံရဲ့အချုပ်ချာအာဏာလို့ပြောရင် အာဏာကြီး၃ရပ်ရှိပါတယ်ဥပဒေပြုရေးအာဏာအုပ်ချုပ်ရေးအာဏာတရားစီရင်ရေးအာဏာပေါ့နော်ဥပဒေပြုရေးအာဏာလို့ပြောလို့ရှိရင်တော့ ဒီနေ့မှတလိကတအားကြံ့နေဆိုလို့ရှိရင်ဥပဒေပြုရေးအာဏာလို့ပြောတော့လွတ်တော်အကျင့်သုံးတာဖြစ်ပါတယ်အုပ်ချုပ်ရေးအာဏာကိုတော့အစိုးရအကျင့်သုံးတာဖြစ်ပါတယ်တရားစီရင်ရေးအာဏာကိုတော့တရားလွတ်တော်တွေကနေကျင့်သုံးတာဖြစ်ပါတယ်ရှင့်เนาะအဲ့ဒါကြောင့်မလို့ဟောလူတယောက်တည်းကိုစဉ်းစားရင်တော့ဘယ်ရောက်ဘယ်ရောက်သွားသွားပေါ့เนาะ ဆိုလို့ရှိရင်ဘယ်ပဲရောက်ရောက်လွှတ်တော်တွေပဲရောက်ရောက်ဆိုးရဖွဲ့တွေပဲရောက်ရောက်ပေါ့နော်ဆိုလို့ရှိရင်အတတ်နိုင်ဆုံးစ조사ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ရှင်အဓိကကတော့နိုင်ငံရေးဆိုတာအုံနဲ့ကျင်းနဲ့ဆောင်ရွက်ရတာဖြစ်တယ်တူဦးတယောက်ထဲနဲ့လုပ်လို့ရှိရင်ဒါဟိုအချိုးတက်ရောက်မှုနည်းတာပေါ့ရှင်ဟိုဒီ impact ကနည်းတာပေါ့နော် impact ကရဖို့ခဲရင်တာပေါ့တူဦးတယောက်ထဲနဲ့ impact ရဖို့ခဲရင်တဲ့အခါကျတော့ကျွန်မအနေနဲ့အဲ့ဒါကြောင့်မလို့ပါတီကိုတီထောင်ပြီးတော့မှပါတီတီထောင်ပြီးတော့မှကျွန်မတို့ဒီနိုင်ငံ နိုင်ငံအရေးကိုစိတ်ဝင်စားကြတဲ့နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကိုစိတ်ဝင်စားကြတဲ့နိုင်ငံသူနိုင်ငံသားတွေအတွက်ကိုကျမတို့နိုင်ငံရေးပါတီကိုပလက်ဖောင်းအနေနဲ့ကျမတို့ဆောင်ရွက်ပြီးတော့မှကျမတို့ပါတီကနေပြီးတော့မှကိုကိုစားပြုပြီးတော့မှရွေးကောက်ပွဲဝင်ကြတဲ့ကိုစလဲတွေလည်းအများကြီးလွှတ်တော်တွေရောက်သွားဖို့အရေးကြီးပါတယ်ရှင်။အဲ့ဒါမှသာလျှင်တူးတယောက်ထက်ပိုတဲ့ပေါ့နော်အဖွဲ့အစည်းတစ်ခုအနေနဲ့အဖွဲ့အစည်းနိုင်ငံရေးပါတီတရက်အနေနဲ့ကျမတို့ဟာဖြည့်သူအကျိုးကိုကျမတို့ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်ရှင်။ ။ဟောရဲဆွေဦးဆိုတဲ့အကောင့်ကတော့နော်ဒီဒါတော့အကောင့်နာမည်လေးပြောတာပါလူကိုခေါ်တယ်ဆိုတော့ကိုရဲဆွေဦးတို့မို့ဦးရဲဆွေဦးပေါ့နော်။နိုင်ငံသစ်စီရှေးတို့ချီလက်တွဲတူညီစူးစမ်းမြည်စီလုံးညီညီပီပီပီတဲ့။အကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ slogan လေးတွေအဲဒီဒီအားလေးတွေပေါ့နော်ပြောပေးနေတာကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဆိုလို့ရှိရင်ဒီနေ့ကျွန်မပေါ့နော်အချုပ်လေးပြောရမယ်ဆိုရင်တော့ကျွန်မ မေကွန်လေးတွေလည်းဖြည့်ခဲ့တယ်။ပြီးရင်ကျွန်မက comment ရေးပေးကြတဲ့သူတွေကိုလည်းကျွန်မကျေးဇူးတင်ကြောင်းလည်းပြောပါတယ်ရှင်ပြောချင်ပါတယ်။အဲနောက်တစ်ခုကတော့ကျွန်မဒီနေ့အဓိကပြင်ဆင်ပြီးပြောတာကတော့ကျွန်မတို့အဲဒီ public နဲ့အစိုးရနဲ့ public private partnership ပေါ့နော်အဲ partnership ဆိုတာက public private dialogue ပေါ့ရှင်ဆိုလို့ရှိရင်အဲဒီ Vietnam ရဲ့ success story လေးပေါ့နော် Vietnam နိုင်ငံဘာကြောင့်အောင်မြင်တာလဲ ။ဒါဘာကြောင့်လုပ်ငန်းရှင်တွေအဲ့မှာဗီယက်နမ်နိုင်ငံရွေးချယ်ပြီးတော့မှနိုင်ငံတကာတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဟာဗီယက်နမ်ကိုရွေးချယ်တာလဲဆိုတာလေးပေါ့နော်။ဆိုလို့ရှိရင်နိုင်ငံတကာနိုင်ငံခြားနိုင်ငံခြားတိုက်ရဲ့ယင်းနှမြုံနံမှုကနေပြီးတော့မှနိုင်ငံခြားတိုက်ရဲ့ယင်းနှမြုံနံမှုကမှုတွေကနေကအဲကျမတို့ဟိုအောင်ပေါ့ရှင်ဗီယက်နမ်နိုင်ငံရွေးချယ်ပြီးတွားပြီးတော့ယင်းနှမြုံနံနေဆိုတာကတော့အဓိကတော့ဗီယက်နမ်နိုင်ငံမှာလုတ်တာကိုင်နာရှိတဲ့ စီးပွားရေးဝန်းကျင်ရှိလို့ဖြစ်ပါတယ်ရှင့်အဲ့လိုရှိတဲ့အခါကျတော့စီးပွားရေးလုပ်ငန်းတွေအများကြီးဝင်ကြတဲ့အချိန်မှာဝင်ကြတဲ့အချိန်မှာမတီရင်းနှီးငွေတွေလည်းစီးဝင်လာတဲ့နိုင်ငံတွေကိုမတီရင်းနှီးငွေတွေစီးဝင်လာတယ်အဲပြီးလို့ရှိရင်နီးပညာတွေစီးဝင်လာတယ်ပြီးလို့ရှိရင်စီမံခန့်ခွဲမှုတကယ်ကမ္ဘာအဆင့်မီစီမံခန့်ခွဲမှုတွေစီးဝင်လာတယ် အဲပြီးလို့ရှိရင်တော့ကျမတို့အဟိုပါပေါ့ရှင်ဒီအင်ရှင်နိုင်ငံကပေါ့ဗီယက်နမ်အစိုးရကအခွင့်အရေးအများကြီးရတယ်။တော့ဗီယက်နမ်လူမျိုးတွေအလုပ်တွေအများကြီးရတယ်။ပြီးလို့ရှိရင်ဗီယက်နမ်လူမျိုးတွေနီးပညာတွေရကုန်တယ်။ပြီးလို့ရှိရင်ပြည်တွင်းမှာထုတ်ပြီးတော့မှဗီယက်နမ်နိုင်ငံထဲမှာထုတ်ပြီးတော့မှ made in vietnam ဆိုတော့ product တွေကဘာကိုရောင်းနေတယ်။ရောင်းနေတဲ့အတွက်ကြောင့်မလို့နိုင်ငံခြားငွေတွေလည်းရနေတယ်ပေါ့နော်။တော့အဲ့ဒါကြောင့်မလို့နိုင်ငံတိုင်းကဒီနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အဲကျမတို့ကဖိတ်ခေါ်ကြရမှာဖြစ်ပါတယ်အဲ့လိုဖိတ်ခေါ်ရတာရဲ့အကောင်းဆုံးနှီးလန်းကတော့လောက်တာကိန်းသာရှိတဲ့စီးပွားရေးဝန်ကျင်ကိုဖန်တီးပြီးတော့မှ သူများရွေးချယ်အောင်ကျမတို့ပေါ့နော်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရွေးချယ်ပြီးမြန်မာပြည်ဝင်ရောက်လာအောင်ကျမတို့ဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မလို့ကျမတို့လည်းမြန်မာ business forum ပေါ့နော် MBF ဆိုတာကျမတို့ဆောင်ရွက်တဲ့ကြောင်းအဲပြောကြားရင်းနဲ့ဒီနေ့ကျမရဲ့တင်တင်ဟိုပါနော် live season လေးကျမနေ့ကုန်ချုပ်အပ်ပါတယ်ရှင်။နောက်ကျမရဲ့ live ကိုနားထောင်နေကြတဲ့ပြည်သူလူထုတွေအကုန်လုံးပြည်သူလူထုတွေအကုန်လုံးမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ိုဤချမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။အဲကကြီသုံးပါးကြော်နှင်းပြီးတော့မှလိုရာဆန္ဒတွေပြည့်ဝပြီးတော့မှ အောင်မြင်တဲ့နိုင်ငံအနေနဲ့ကျမတို့ဟိုပေါ့နော်တစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ဆောင်ရွက်နိုင်ကြပါစေလို့ကျမဆုမွန်ကောင်းတောင်းရင်းနဲ့ဤကုန်ချုပ်အပ်ပါရရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။